အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာကောစတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ချန်နယ်ကနေအခုတင်ဆက်ပေးခြင်းတဲ့ဇလန်းလေးကတော့စနေနေ့ကိုဝင်းထူးတို့ရွာဆိုတဲ့ဇလန်းလေးရဲ့ဒုတိယပိုင်းဇသိမ်းပိုင်းနေပဲဖြစ်ပါတယ်ဒီဇလန်းလေးကိုပရိသတ်ပေးခင်မှာကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့တော့လည်းအားလုံးကိုတောင်းဆိုလိုက်ပါစေခင်ဗျာမနေ့ကရေထန်းထားလို့လေကြောက်ပခုံးနေရလေနာနေတယ်ဗျအလုတ်ပင်မမမလောက်တာကြောင့်လေကြာနေလို့နေမှာပေါ့ တကူလုံးကလည်းညောင်းကြိုက်နေတာပဲအဲဒါကြောင့်လည်းညနေထမင်းစားစားပြီးတာနဲ့ကျုပ်ကလည်းအိမ်မော်တက်ပြီးတော့လည်းအိတ်လိုက်တာပေါ့ကျုပ်အိမ်မက်သေးကိုလည်းသူ့မောင်ဆိုတဲ့ကောင်းလေးကဝင်လာတယ်ဗျအိမ်မက်သေးမှလည်းသူ့မောင်ကလည်းကျုပ်ကိုပြုံးပြနေတာပေါ့ပြီးတော့လည်းအုံးမင်းကြီးပေါ့တက်သွားတယ်လေအုံးမင်းကလည်းမြင့်ချက်ပြူသူကလည်းအုံးမင်းခေါင်ဖျားကိုရောက်တော့ကျုပ်ကိုလည်းလက်လှမ်းပြအသူကျုပ်ကိုလက်လှမ်းပြတဲ့အချိန်မှာပဲနောက်ကိုပက်လက်လန်ပြီးတော့လေအုံးဝင်ပေါ်ကနေပြုတ်ကြတယ်ဗျာ အဲ့ဒါနဲ့ကျုပ်ကလည်းသူ့ကိုလှမ်းပြီးတော့អော်ခေါ်လိုက်မိတာပေါ့ဟာသူ့မသူ့မစနေစနေဘာဖြစ်တာလဲကွာမင်းအိမ်မက်ရောင်နေရလားကျုပ်အေးမအိမ်နေတဲ့ကိုဝင်းထူးကလည်းလန်နိုးပြီးတော့လည်းမေးလာတယ်ဗျအဲ့ဒီတော့မှကျုပ်ကလည်းတပြင်းချမိလိုက်တာပေါ့တော်သေးတာပေါ့ဗျာအိမ်မက်ပြီမလို့ဒါပေမဲ့လည်းကျုပ်စိတ်မကောင်းဖြစ်နေသေးတယ်ဗျအဲ့ဒါနဲ့ပဲကိုဝင်းထူးကိုမေးလိုက်တာပေါ့ကိုဝင်းထူး မနှက်ဖန်သူ့မုံတို့အိမ်ကိုသွားရအောင်ဗျာဟာဘာဖြစ်လို့လဲကွာကျုပ်အိမ်မက်ထဲမှာအဲ့ဒီကောင်လေးအုံးမင်ဘောကနေပြုတ်ကြတယ်လို့လဲအိမ်မက်မက်တယ်အဲ့ဒါကြောင့်လေအခုရက်ပိုင်းသူ့ကိုအုံးမင်မတက်ဖို့တည်းသွားပြောရအောင်အာငါနဲ့ဒီကောင်ကိုပြောဘူးတယ်ကွာအေးလေကွာမင်းသွားခြင်းလေဆိုရင်တော့လေမနှက်ဖန်သွားကြတာပေါ့ဒါနဲ့နေပါအောင်ဗျာခမည်းတော်ရွာလူတွေက ဒီကောင်လေးအုံးမေတက်တာကိုခွင်းပြူထားတာလားအာခွင်းပြူတာပေါ့ကွာအဘလို့ကြီးလေဗျာအော်ကြုတ်ပြင်းနားကုန်မလဲပါဘူးဗျာအေးသူ့မောင်လည်းသူ့အိမ်မှာအိမ်တော်ဦးစီးလို့ဖြစ်နေတာကွာသူ့အဖေကလည်းမကြမ်းပါဘူးသူ့အမေကလည်းစိတ်မနှံဘူးအဲသူတို့မိသားစုစောင်းဝင်နေရေးတော့လည်းသူပဲလောက်ကန်ဂျင်းမေးရတာပေါ့ကွာဟာအဲ့လိုလားဗျာတခြားလို့လုတ်လေရတာပဲဗျာ ဟေးကောင်ဟေးအုံးမေကလည်းနေတိုင်းတက်နေရတယ်ဆိုတာမဟုတ်ဘူးကွာဒီကောင်မှလည်းတခြားလူကလည်းရှိသေးတယ်အဲ့လိုလားဗျဟောအဲ့ဒါဆိုရင်တော့လေတော်သေးတာပေါ့ဗျာဒါနဲ့ဘာလုပ်လဲဗျမကြီးသေးပုတ်တယ်လေကွာပြီးတော့လည်းမယမ်းသေးခုပေးတယ်ဟာဒီကောင်လောက်ကလည်းတိတ်မင်တက်တဲ့လုတ်တွေကြီးပါလားအေးလေကွာအမြင့်မာကြီးပဲလုံနေရတယ်ဆိုပါတော့ကွာ ။ဟောအဲ့ဒါဆိုရင်တော့မနေ့ဖန်သွားကြရအောင်ပေါ့ဗျာ။ကျုပ်မှလည်းငွေလေးနည်းနည်းပေါ့ပေါ့ပါသေးတယ်။ဒီကောင်ကလည်းသွားပေးဦးမယ်ဗျာ။ကျုံနဲ့ကိုဝင်းထူးပြောတာကိုလည်းဘိုးကကြားသွားတယ်ထင်ပါရဲ့။တုံးလုံးလှဲနေတဲ့နေရာကနေငေါတို့ထထိုင်ပြီးတော့ကျုပ်ကလည်းလှမ်းပြောတယ်။စနေအမင်းတို့ပြောနေတဲ့ကောင်လေးစီသွားရင်လည်းငါ့ကိုလည်းခေါ်အောင်ကွာ။ငါလည်းလိုက်ခဲ့။အဘိုးကဘာလိုက်လို့မှာတော့။ဟဲ့ကောင်ရ။ငါဘာသာငါလိုက်တာဘာဖြစ်လို့တုံးကွာ။ မင်းငါ့ကိုမကြည်မလင်ဖြစ်နေတာဘာဖြစ်လို့လဲပြော။အော်ဘိုးကမကောင်းဘူးဗျာ။ကျုပ်ရေမထမ်းနိုင်တာသိရတာနဲ့ပေါက်ကြရလေရှောက်ပြောတာ။ဟေးကောင်ကြီး။မင်းကငါထမ်းမှာထမ်းမှာလို့ခိုင်းနေလို့လား။မင်းမှသာမင်းမင်းထမ်းတာငါနဲ့ဘာမှမဆိုင်ဘူး။တော်တော်လာတဲ့ကောင်ကွာ။သူ့မောင်လို့သာလုံနေရရင်ဘယ်လိုနေမှမသိဘူး။ဘိုးကလည်းသူ့မောင်နဲ့ရှင်ပြီးပြောတော့မှကျုပ်ကလည်းဘလို့ပြန်ပြောရမှန်းတကယ်ကိုမသိတော့ဘူး ဟုတ်ပါတယ်လေကျုပ်ကလည်းသူ့မောင်နဲ့ရှင်ရင်တော့ဘာမှလည်းမဟုတ်ပါဘူးမနေ့ဖန်တော့လည်းကျုပ်ယူလာပေးတဲ့ငွေလေးတွေကိုလည်းသူ့မောင်ကိုပေးမယ်လို့လည်းစိတ်ဆုံးဖြတ်လိုက်တယ်ဘဝဆိုတာကလည်းအခက်သားလားဗျအဲကျုပ်ကတော့အသုံးမကျပါဘူးဗျာဖုန်းကြီးကြောင့်မရောက်ခင်ကရွာမှာအိုးပိုင်အိမ်ပိုင်လဲပိုင်ရာပိုင်နဲ့မိဘတွေရှာသမျှကိုလည်းမတောင်းမတမကြောင်းမကြနဲ့ပဲတုံဖြုံးလာခဲ့တာမိဘတွေဆုံးမသွားတော့လေကျုပ်ရဲ့အသုံးမကျမှုညံအမျောမြင်နေမှုတွေကြောင့်လေတည်ခြင်းနဲ့ကြာတောပြောင်းဆိုသလိုဖြစ်သွားတာဘူး ဆိုတော့လေယောဟပိုင်ဆိုင်သမားတွေရောင်းပြီးတော့လူလိန်ကိုအပ်လိုက်မိတာပဲအခုကျောရှင်မှာရှိနေတဲ့သူ့မောင်ဆိုတဲ့ကောင်လေးအရွယ်တုန်းကလေကျောက်ဖြင့်လိုချင်တာတွေကိုမိဘစီမှာပူဇော်နေတုန်းလေဗျာအခုသူ့မောင်ကလေကျောက်တို့ဧခံနေတယ်စိတ်မနှမ်းနဲ့သူ့ရဲ့မိခင်ကြီးကတော့တချင်းလေးတအေးအေးနဲ့ရွာထဲမှာလေသွားမလို့ပြင်နေတာမို့လို့သူ့မောင်ကလေသူ့အမေကို ထမင်းခုကြည့်ဖို့အတွက်ကျောက်တို့ကိုခွင်နှောင်းသွားတာပေါ့ဦးဝင်းထူးနဲ့ဧည့်သည်ခဏဗျာကျောက်အမေကိုလည်းထမင်းကြွေးလိုက်အောင် အမေကလည်းသွားခြင်းတဲ့နေရာတွေရှောက်သွားတာမလို့ဟောအေးသူ့မောင်ကြီးလှုပ်ရှားရှိရလှုပ်กว่าအာမနာနဲ့သူ့မောင်အိမ်မောအဆင်းသွားတာနဲ့ကျုပ်တို့ကလည်းအိမ်မောမှာစောင်းလေးခြုံပြီးထိုင်နေတဲ့သူ့မောင်ရဲ့အဖေဥပိုလ်ကြီးနဲ့စကားတွေပြောနေကြတာပေါ့ဝင်းထူးကြီးတို့အိမ်မှာလည်းသူ့မောင်ရှိလို့သာပဲကွာငါလည်းတနေ့ရွှေတနေ့ငွေပါပဲကွာအေးဗျာသူ့မောင်လည်းတော်တော်လိမ်မာတဲ့ကောင်းပဲဗျာ ဟုတ်တယ်ကွဒါနဲ့သူ့မောင်ရှင်ပြုတ်ပြီးပြီလားအေးမပြူတော့သေးပါဘူးကွာဒီကောင်လည်းခုနှစ်ရက်လောက်ကိုရင်ဝဲဖို့တောင်းပါပဲငါတို့ကိုစိတ်မချလို့တယ်ဟေးအာကိုရင်တော့ဝဲတင်နေပြီနော်ငါလည်းပြောပါတယ်ကွာမင်းတူကလည်းပြောလို့ကိုမရဒီကောင်ကလည်းတိတယ်လုံးနေတယ်ကွာအေးဗျာဒီကောင်တိတဲ့ချက်ကတော့လက်လံပါတ ေးတိတယ်လို့လဲငါနဲ့မိမာလဲအခုလိုနေနေတာပေါ့ကွာကိုဝင်းထူးနဲ့သူ့မောင်ဖေတို့ကလည်းစကားပြောနေကြတော့ကျုပ်ကလည်းအိမ်ရောက်တန်းလျာမှာသူ့အမေကိုထမင်းကျွေးနေတဲ့သူ့မောင်ကိုလှမ်းကြည့်မိတာပေါ့ဒီကောင်အိမ်ကလည်းခနှိမ့်နေလေးဗျအဲ့ဒီတော့အိမ်ဝိုင်းထဲကနေလှမ်းမြင်ရတာပေါ့သိမ့်မကြပါဘူးသူ့မောင်ကလည်းသူ့အမေကိုထမင်းကျွေးပြီးသွားလို့အိမ်မို့ပြန်တက်လာခဲ့ဟာအမေကတော့ထမင်းစားပြီးရနဲ့ထွက်သွားတော့တာပဲဗျအဲ့သူ့မောင် ဒီကောင်ကတော့မင်းသိပြီပြီကွာဟိုဘက်ကတော့ဧည့်တယ်ပဲကွာငါနဲ့လိုက်တာလားအဲသူတို့ကလည်းမင်းကိုငွေလေးပေးခြင်းလို့လေဟာဘာလို့ခိုင်းလို့လဲဦးဝင်းထုရေအုံသီးတက်ခိုင်းမှာလားကိုဝင်းထုကလည်းအဲ့ဒီလိုမေးတော့ကျုပ်ကပဲကြားထဲကနေဝင်ပြောရတာပေါ့ဒီလိုသူ့မောင်ကြီးမင်းတို့မိသားစုသုံးဖို့အတွက်ငါနဲ့ဘိုးကလှူတာကွာကျိုးအဲ့ဒီလိုပြောတော့သူ့မောင်လည်းစိတ်တူသွားတယ်ဗျ ကျုပ်တွေးတာတော့ငွေရရင်ပျော်သွားမယ်။ကျုပ်တို့ကလည်းကျေးဇူးလဲတင်မယ်ပေါ့ဗျာ။ကျုပ်ထင်ထားသလိုဘိုးကောင်နဲ့ကိုဝင်းထူးကလည်းထင်ထားတဲ့ပုံပဲ။ဒါပေမဲ့လည်းကျုပ်တို့ထင်ထားသလိုမဟုတ်ဘူးပြို။ထင်ထားတာနဲ့တလွဲပဲဗျ။သူကလည်းကျုပ်တို့ကိုစိုက်ကြည့်ပြီးတော့ပြောလာတယ်။ဟာ။ခမရတို့ကကျုပ်တို့မိသားစုကိုတရောင်းစားထင်းနေတာလား။ဟာ။မင်းကလည်းကွာအဲ့လိုမဟုတ်ပါဘူးကွာ။တန်ရာတန်ကြီးပဲလိုချင်တယ်ဗျ။အလကားမလိုချင်ဘူး။ မဟုတ်ဘူးလေကွာမင်းပင်ပင်မမန်းနဲ့အတော်ပါဗျာခမရတို့ကျုပ်အင်ကိုခုလိုငွေလာပေးတာမျိုး လုပ်မယ်ဆိုရင်တော့လေနောက်တစ်ခါမလာနဲ့ဗျာသူ့မောင်လည်းအဲ့ဒီလိုပြောပြရနဲ့အိမ်မောကနေဆင်းသွားတယ်ဗျသူ့အဖေကတော့ကျုပ်တို့ကိုအားနာနေတဲ့ပုံပဲอืมကျုပ်သားအသိကိုခေါင်းပါလားဗျတောင်းပန်ပါလေဗျာဟိုရပါတယ်ဦးလေးရပါတယ်အဲ့ဒါဆိုလေဒီငွေကိုလေဦးလေးပဲယူထားဗျာ ကျုပ်ကလည်းသူ့မအဖေကိုလည်းငွေပေးတော့လေသူကလည်းလက်ကပြပြီးတော့ညင်းနေဗျဟာမယူပြစီနေငါတူရဲ့အယူပါဗျကျုပ်တို့ကစေစနာတန်တန်နဲ့ကူညီတာပါဗျတိပါလေကွယ်သူ့မအမကြိုက်တာကိုဦးလေးတို့အနေနဲ့ကလည်းမလုပ်ပြစီနေကွာကျုပ်ပြင်လဲဘလို့ပြန်ပြောရမှန်းတော့မသိတော့အရွယ်ငင်ငင်နဲ့မာနာကလေးသူ့မအောင်လဲစိတ်ဆိုးရမလားချီးမွမ်းရမလားဝေခွဲလို့လည်းမရဘူး စိတ်ထဲမှာတော့တကယ်ကိုပဲတောက်ကြီးတောက်ကျဲကောင်းလို့လဲတတ်မှတ်လိုက်တယ်။အဲဒီလိုနဲ့ပဲကျုပ်တို့သုံးယောက်အိမ်ပြန်လာခဲ့တာပေါ့ဗျာ။အိမ်ရောက်တော့လဲသပွဲတန်းလေးရမှာရင်းနှီးချမ်းလေးထိုင်တောက်နေတဲ့ဥသာဥကလည်းတန်းရမှာထိုင်မှုတွေလောကပြူရင်းနေပြီးရောလဲကျုပ်တို့ကလည်းရည်တန်နှောက်ပြီးပြောတာတာပေါ့။ဘာလို့လဲဗျ။သူ့မောင်လက်မခံလိုက်ဘူးမလား။ဟုတ်တယ်ဥသာဥကြီး။သူ့မောင်ဆိုတဲ့ကလေးကစိတ်တောင်စိုးသွားတယ်။ ဒီကလေးအကြောင်းကြုတ်သိတာပေါ့ဗျာခမရတို့သွားမယ်လို့ဝင်းထုပြောကြတဲ့လက်ခံမှာမဟုတ်ဘူးလို့ကြုတ်ပြောလိုက်သေးတယ်ဝင်းထုကမယုံဘူးလေဥသာဦးကလည်းအဲ့ဒီလိုပြောတော့ကိုဝင်းထုကလည်းတန်တောင်းနဲ့ပြောလာတာပေါ့အဟုတ်တယ်ဗျအဖပြောတော့ကကြုတ်ဖြစ်မယုံပါဘူးဗျာဟာလက်ကားပါဗျာအဲ့ဒီကောင်ကမလိုအပ်ဖဲနဲ့မာနာကြီးနေတာတကယ်ဆိုရင်လည်းယူလိုက်ရင်ဘာဖြစ်မှာမလို့လေသူ့မိသားစုအဆင်ပြေပြေမှာပဲဟုတ် ကျုပ်ကအဲ့ဒီလိုဝင်ပြောတော့ဥသာဦးကလည်းပြုံးတယ်လေပြီးတော့ကျုပ်ကိုကြည့်ပြီးတော့လေအဲ့ဒီလိုလေမဟုတ်သေးဘူးလေမောင်စနေရသူမာနာကြီးတဲ့အကြောင်းကလည်းရှိတယ်ကွာဒီကောင်6နှစ်သားလောက်မှသူ့အဖေနဲ့သူ့မေကလည်းထင်းလဲမှောက်တယ်ဘိုးကြီးရဲ့ကောင်းကိုလည်းထင်းနှောင်းနဲ့ရိုက်မိပြီးကောင်းလဲကွဲထင်းနှောင်းနေလည်းပြီးသွားတာပေါ့အဲ့ဒါကိုလည်းသူ့မောင်အမေညာဆန်းမြင်ပြီးတော့လေစိတ်နောက်သွားတော့တာပဲဟဟုတ်လားဗျဟုတ်တယ်ကွာအေးညာဆန်းကလည်းမီးနေကလေးကလည်းသွေးလန့်ခဲ့ဘူးတယ်လေ အဲ့ဒီကလေးကမီးရဲ့သွေးကိုလည်းသွားဆန်းခဲ့သေးတယ်။သူ့ယောက်ျားအဖြစ်ဆိုးကိုလည်းထမ်းမြင်လိုက်ရတော့မှအခုလိုမျိုးစိတ်နောက်သွားတော့တာပဲ။ဟာကျုပ်ဖြစ်လေသူ့မောင်တို့မိသားစုအကြောင်းကိုကြားရတာအတော်လေးစိတ်မကောင်းဖြစ်မိတာပေါ့။ကျုပ်တို့ငြင်းပြီးနားထောင်နေတော့ဥတာဦးကလည်းထပ်ပြောတယ်ဗျ။ရွာလဲရင်လည်းတိုးပြီးတော့လေဘိုးကြီးတို့ကိုလည်းရွာကိုခေါ်လာတာပေါ့ကွာ။ကံကောင်းတာလည်းဘိုးကြီးအသက်ကလည်းမသေးဘူး။ကံဆိုးတာကတော့သူ့ကိုမျိုးစေးယုံတင်လဲရတာမို့လို့ သူပိုင်နဲ့လဲနဲ့နွားလဲရလဲကုံရောပေါ့အာအသက်မသေးတာပဲတော်သေးတာပေါ့ဗျာအေးဘိုးကြီးကလည်းမကြီးသေးပုတ်တာအုံသေးချတာလေးလုပ်တယ်ကွာမင်းသေးတဲ့အတိုင်းပဲကွာမြဆန်းကလည်းစိတ်နှောင့်နေတာဆိုတော့သူအလုတ်သွားလို့ရင်လည်းသူ့မောင်ကိုခေါ်သွားတာပေါ့ကျောင်းထောက်ဘိုးကလည်းကျောင်းကလည်းငါညီတာထူးနေတဲ့ရွာမှာပဲရှိတာကွာတေးစားရှင်းစားတော့လည်းဖုန်းကြီးကပဲတင်ပေးတာအစင်ပြပြနေနိုင်တဲ့သူတွေတော့ပဲတန်းတက်ကျောင်းကိုလည်းတက်နေတာပေါ့ အဲ့ဒါကြောင့်မလို့လေဘိုးကြီးကလည်းသူ့သားကိုသွားလေရခေါ်သွားတယ်။ဒီကောင်သားဖားကလည်းတိမင်တက်တာမှာပါရမီပါတယ်ကွ။အဲ့ဒီလိုနဲ့သူ့မောင်ဆင်းနေသားလောက်မှာပဲဘိုးကြီးကလည်းနေမကောင်းစဖြစ်တာပေါ့။အဲ့ဒီလိုပဲတနေ့တခြားပိန်လာလိုက်။ဘာယောဂမန်းလည်းမသိ။ဘိုးကြီးနေမကောင်းတော့လေသူတို့စားဝင်နေရခက်ခဲတာပေါ့။အဲ့ဒီတော့လေတို့ရောအဆင်ပြေတဲ့သူတွေကဝိုင်းဝန်းပြီးတော့ကြီးစုစောင့်ရှောက်တာပေါ့ကွ။အဲ့ဒါကိုလေဘဲကမြင်းမာသားအမြန်နှုတ်တင်းလိုက်တယ်မသိဘူး။ သူမောင်တော်မိသားစုကိုတရောင်းစားမိသားစုလို့ပေးစာကန်းစာစားနေရတဲ့မိသားစုလို့ပြောဆိုတာပဲကွာအဲ့ဒီနောက်ပိုင်းသူမောင်လည်းဘသူအကူညီမှလည်းအလကားမယူပြီးတော့မဟုတ်ဘေးလည်းမယူသူမောင်ကိုအလုပ်ပေးပြီးတော့မှပဲငွေပေးလို့ရတော့တာအေးအလကားသွားပြီးတော့အဲ့ကောင်သိတ်စိတ်တူတာကွာဥတော်ကလည်းသူမောင်အကြောင်းပြောပြတော့မှပဲကျုပ်ကလည်းခုနသူ့အပေါ်မှာအမြင်ကပ်နေတဲ့စိတ်တွေပျောက်သွားတော့တာပေါ့ ငငယ်ရွယ်နဲ့တလောက်စိတ်သက်ပြင်းပြတဲ့ကလေးကိုလည်းကြုတ်ခုမှပဲမြင်ဘူးတယ်ဗျကျုပ်တို့နဲ့ကတော့တကယ်ကိုတခြားစီပဲကျုပ်ကလည်းအကြောင်းစုံသိရတော့လဲသူ့မောင်ကိုဘလို့ငွေပေးရမလဲဆိုတော့စဉ်းစားလိုက်တာပေါ့ဟေ့ကောင်ရုပ်တယ်မင်းကော်ရုပ်တွေလာရောက်ပြီးတော့တို့ရော်ကိုဖျက်ဆီးနေရလားအာကျုပ်ဘာသာကျုပ်ကောင်းရောင်းကောင်းမဲ့လှုပ်ရှားနေရလीခမရတို့ကဘာမနာလို့ဖြစ်နေရလဲမင်းလိုကောင်မျိုးမနာလို့စရာစောက်ကြောင်းကိုမရှိဘူး မင်းနောင်းလေးကစပြီးတော့တို့ရောက်လာမရောက်နဲ့ဟာခမရပိုင်နဲ့ရောက်မလို့လားကျုပ်ချေတော့နဲ့ကျုပ်လာကျုပ်ကလည်းနေလေဒီတမောအိတ်နေနေနဲ့အိမ်အောက်ကနေစူးစူးညံ့ညံ့အတန်းနေကြောင်းလဲနိုးလာတာဟုတ်အိမ်အောက်ကိုလည်းဆင်းခဲ့တာပေါ့ဘိုးကနဲ့ကိုမင်းထူကတော့လဲဟိုလဲတဘိုးကြီးတွေတုတ်ကင်ထားပြီးတော့လဲဥသာဥကိုလည်းဆွဲထားတာပေါ့ရွာသားတွေကတော့တဘိုးကင်ထားတဲ့လူကြီးတယောက်ကိုဆွဲထားကြတယ်အဲ့ဒီလူရဲ့ဘေးမှာလည်းချင်းနောင်းကြီးနှစ်တောင် တထောင်းမှာလဲကော်ရုပ်တွေပါတယ်ဆိုတော့လဲရွာစင်လှည့်ပြီးတော့ပလင်းနဲ့ရုပ်တွေကိုလိုက်လဲနေတဲ့သူဆိုတာကြုတ်သိလိုက်တာပေါ့ကျုပ်ကလည်းဘာလို့လို့လုံးဝမှမသိတော့ဘူးပေါ့ရွာသားတွေတော်တော်များများကလည်းရောက်လာကြပြီမကြပါဘူးရွာလူကြီးပါရောက်လာတာပေါ့ခင်ဗျားတို့ဘာလို့ဖြစ်နေကြလဲပြောပြကြမှာအကျော်သိမင်းမင်းစဉ်းစားကြည့်ကွာဒီကောင်ရုပ်တရားငါတို့ရောက်လာပြီးတော့ဖျက်ဆီးနေတယ်အာဟေးလူခင်ဗျားမဟုတ်တာပြောနေတော့ ကျုပ်ဘာသာဈေးရောက်နေမင်းလာမတို့ရွာကလေးတွေပြက်စီးကုန်တာကွာဟာကျုံနေပါဆိုင်လို့လေဗျာခမရမတရားမပြောနိုင်တော့ကျော်လူကြီးကိုကြားရရထားပြီးတော့လေဆွဲလာရန်လာနောက်တကြော့လေထပ်ဖြစ်ကြတာပြန်တာပေါ့အယုတ်တရားလည်းမခေဘူးကျုပ်ဖြစ်လဲရွာလူကြီးလိုပဲဘာမှကိုနားမလဲသေးဘူးနောက်တော့ရွာလူကြီးကလည်းဒေါပသွားတယ်ထင်ပါရဲ့ဟဲ့လူတွေတော်ကြစမ်းကျုပ်ကရွာလူကြီးဗျမင်းတို့အမေလေထင်နေကြလား ရွာလူကြီးကြားလိုက်တော့မှဥတာဦးနဲ့ရုပ်တယ်တို့ငြိမ်သွားကြတယ်ပြူရွာလူကြီးကလည်းတီထားတဲ့မျက်နှာထောက်ကိုမလျှော့သေးဘဲနဲ့ဥတာဦးကိုမေးတယ်။ကဲကိုတော်ဦးဘယ်ကနေဘလို့စဖြစ်တာလဲပြောစမ်းမအောင်ဗျာ။အာဘလို့ပြရမှာလဲကွာ။ဒီကောင်ရုပ်တယ်လာမှပဲဖနက်ကကြက်ပေါင်နေလဲမရှိတော့ဘူး။ရေနံစီပလင်းစီပလင်းနေလဲမရှိတော့ဘူး။နေစမ်းမအောင်ဗျာ။အဲ့ဒါတွေမရှိတာနဲ့ပဲဒီရုပ်တယ်နဲ့ဘာဆိုင်လို့ ဆိုင်မာကောဗျာဒီကောင်လာမကျုပ်ဖနက်ကကြက်ပောင်နေလဲမရှိတော့ဘူးခင်ဗျားလဲအတီသားနေကြက်ပောင်ဖနက်ကဘလောက်ဈေးကြီးတယ်ဆိုတာဟောအဲ့ဒါတော့အဲ့ဒါလေဗျာသူခိုးတာမှမဟုတ်တာကျုပ်တို့ရွာကလေးတွေဖနက်စုပ်ပြီးထင်လို့ခွာသွားတာနေမှာပေါ့ဟာတစ်ခါနှစ်ခါပဲစီးရသေးတယ်ဖနက်လေဗျာဒီကောင်တစ်ခါလာရင်ဖနက်ကကြက်ပောင်နေတောက်လျှောက်ပျောက်ပျောက်နေတာဩဒါကတော့ကို့ဘာသာကိုဂယူးဆက်ရမှာပဲ ကိုသာဦးရဲ့သူကလည်းသူ့ဝမ်းရည်အတွက်လုံနေရတာလေဗျာသူတို့ပြောရရင်နားထောင်ပြီးတော့ကျုပ်ကလည်းသဘောပေါက်သွားပြီဗျို့ကိုဝင်းတူးဖေဦးသာဦးကလည်းသူ့ဖနှက်အောက်ကကြက်ပေါင်ပြားအခိုးခံလို့စိတ်တုန်နေလားတရခံမမီတော့အယုတ်တဲ့နဲ့ရံဖြစ်တာလေအယုတ်တဲ့ကလည်းပလင်းနဲ့ကြက်ပေါင်ဖနှက်ကိုလည်းအယုတ်ကလေးတွေနဲ့လဲနေတာဗျအဲသူတို့ပြောဆိုနေတော့မှကျုပ်ကလည်းခွေးကလေးကကျုပ်ဖနှက်ကိုပြေးကြည့်လိုက်တယ်ပါသွားပြီဗျို့ဖနှက်အောက်ကခံထားတဲ့ပြော့ပြော့အပြားလေးတွေဗျာ အဲ့ဒီမှာတော့ကြက်ပောင်တို့ခေါ်ကြတယ်ဗျအဲ့ဒါလည်းပါသွားပြီဗျကျုပ်ကလည်းထောင်းကနေစိတ်တို့သွားတယ်ဒါပေမဲ့လည်းတူနေတဲ့စိတ်ကိုချက်ချင်းပဲပြန်လျှော့လိုက်တာပေါ့ဘိုးကောက်ကြီးလိုက်တော့ကျုပ်တို့ဘိုးကောက်ကြီးကလည်းမျက်နှာကြီးကိုမင်းနေတာသူ့ဖက်နှက်မှာလည်းကြက်ပောင်မရှိတော့ဘူးဗျတော်တော်ဟုတ်တယ်ရွာပါဗျာဥသာဥရန်တွေ့တာလည်းတွေ့တယ်မှာသူကတော့ကြက်ပောင်နေမွေဘူးလို့ဆိုတယ်ကလေးတွေဆိုတော့လည်းမော်တော်ဆိုင်ကယ်အယုတ်ကားအယုတ်တွေလိုချင်နေရှာမှာပေါ့ ငွေရလည်းမရှိတော့လဲအိမ်ကပလင်းတွေကိုခိုးကြပောက်တွေကိုခိုးပြီးတော့ကုန်ကြတာပေါ့ရံဘွဲကိုလည်းစိတ်ရှည်စွာရှင်းပေးနေတယ်ရွာလူကြီးကတော့စိတ်ရှည်လက်ရှည်နဲ့နှစ်ယောက်စလုံးကိုလည်းပြည်ပြည်လေးလေးပြောပြနေတာဗျကိုသားဦးခမရလည်းစိတ်လျှော့ဗျာအယုတ်သည်မင်းလည်းကြက်ပေါင်တွေကိုဝင်းနေနဲ့ဖနက်အစုပ်ကခွာလာတာမလားအကောင်ကခွာလာလားမေးအကောင်ကခွာလာတဲ့ပုံမပေါ်ရင်လည်းမဝယ်ဘဲနဲ့ငေါငန်းပေါ့ကွာ ။အာကျုပ်ကဘယ်လိုလုပ်ဒီမှာလဲဗျ။ကောင်းတယ်ဖဏန်လားမကောင်းတယ်ဖဏန်လားဆိုတာလေ။ဟာဗဇက်ကတော့ပြောလို့ရပါတယ်ကွာ။အေးဗျာကျုပ်လိုက်နာမယ်။ဥသာဥကြီးကတော့စိတ်တုံနေတော့မျိုးကျင်းနေသေးတဲ့ဘုံတော့မပေါ့။အဲ့ဒါကိုသိတဲ့ရွာလူကြီးကတော့ဆက်ပြီးတော့တရားချနေ။ကိုသာဥကြီးကျုပ်တို့တွေကလည်းအသက်ငယ်တော့တာမဟုတ်ဘူးဗျ။အနေဆအမြင်မရှိလေဗျာခမရအနေနဲ့လဲဖဏန်လေးတည်ရန်ပြက်စီးသွားတော့တောင်မှအခုလောက်ဒေါသဖြစ်နေ ကျုပ်တို့ရဲ့ယုတ်ကြီးပြည့်စည်တဲ့ချိန်ကြရင်ဘလို့လုံးပါလေ။ဩဖနက်ကတရံမဟုတ်ဘူးပြများနေပြီ။ဩကိုသာဦးရေဖနက်မပြောနဲ့ကျုပ်တို့ရဲ့ယုတ်ကြီးတောင်မှအုံမဲနာမဲသေမဲရလူကြီးစကားပြောနေတော့ကျုံနဲ့ရွယ်သူကောင်မလေးတယောက်ကလည်းဖနက်တစ်ဖက်စီကင်ပြီးတော့ရလူကြီးအနောက်ကိုရောက်လာတယ်ဗျ။ပြီးတော့လည်းအတန်ခတ်ကြည့်ခြင်းနဲ့ပြောတာပေါ့။အဖကထိန်မှာစီးမဲ့ဖနက်ကြက်ပေါင်အဖြုတ်ခံလိုက်ရပြီ။ဘာ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 ပြီးစမ်းပြီးစမ်း ရွာလူကြီးကလည်းသူ့သမီးစီကဖနက်ကိုဆွဲယူလိုက်တယ်ဗျ။ပြီးတော့လဲဖနက်ကိုကရင်နဲ့လက်တွေကိုတုံးနေတယ်ပြီးတော့လဲစိတ်တို့လဲလေးစံနဲ့ဆဲပါလေရောဩဘယ်ခွေးတောင်သားလေးတွေအများဖြုတ်သွားတာလဲငါရဲ့ငုံသုံးကောင်တစိ့ဖနက်အစ်စ်လေးကွာအာဟာတော့ပါပြီအခုကထိန်မှာစီးဖို့ဝေထားတာကွာဘသူဖြုတ်တော်မှန်းမသိဘူးအဖရဲ့ဟာခွေးတောင်သားအယုတ်တယ်မင်းလာလို့ဖနက်တွေအခုလို့လောက်ခံရတာဤမင်းငါနဲ့တွေ့မယ် ရွာလူကြီးကလည်းရုပ်တွေကိုပြေးထိုးတာပေါ့ဥသာဦးနဲ့ရွာသားတွေကလည်းအတင်းဆွဲထားလိုက်ဆွဲထားတာတောင်မှအတင်းယုံနေလို့ရုပ်တွေကိုလည်းရွာသားတွေကထွက်ပြေးခန်းလိုက်ရတဲ့အထိပဲတကောင်းသာရုပ်တွေကလည်းဥသာဦးကိုပြန်ပြောရရသလားရွာလူကြီးအလဲကြတော့လည်းဖက်နှက်တောင်မစည်းနိုင်သူ့ချင်းတော်ကြီးကိုလည်းထမ်းပြီးတော့ထွက်ပြေးသွားတော့တာပေါ့ဒါတောင်မှရွာလူကြီးကလည်းလှမ်းအော်ပြီးဆဲသေးတာဗျခွေးမသာရုပ်တယ်ဟမ်မင်းငါရွာကိုနောက်တစ်ခေါက်လာရဲ့လာကြည့်လိုက်ကြော်သိမ့်နေကွာဟမ်တသိမ့်နဲ့ရှိတယ် နှစ်သိန်းရှိရင်အဲ့ဒီကောင်ကိုနာမည်ပြောင်းခိုင်းလိုက်မယ်ကွရွာလူကြီးဥကျော်တင်းကလည်းအဲ့ဒီလိုအော်ပြောတာပြုအတန်ကြာတော့လည်းရွာလူကြီးကိုလည်းလှုပ်ပေးလိုက်ကြတယ်ဥသာဦးကလည်းရွာလူကြီးကိုကြည့်ပြီးတော့စိတ်လျှော့ပါကျော်သိန်းဟာမမြဲခြင်းတရားဆိုတော့အာတော်စမ်းပါဗျာကျုပ်ဖက်နှက်ကငုံသုံးကောင်ဗျရွာလူကြီးကလည်းအဲ့ဒီလိုပြောပြီးတော့ပြန်သွားတာပေါ့ဩကိုဝင်းထူးတို့ရွာလည်းစမ်းလည်းစမ်းပါပဲလို့လည်းကျုပ်လည်းတွေးလိုက်မိ အကျုပ်သူ့မောင်ကိုငွေပေးဖို့အကြံထုတ်နေတာအကြံတစ်ခုရပြီဗျအဲ့ဒီအကြံတော့လေကိုဝင်းထူးနဲ့ဘိုးကောင်ကိုလည်းပြောပြတာပေါ့ကိုဝင်းထူးခမရတို့ရောင်ကဘာတွေပေါ့လေဗျအာအပေါ်ဆုံးပြောရမယ်ဆိုရင်တော့မြေးစားမြက်ပဲကွာအဲ့ဒါဆိုကျုပ်ကိုတစ်ခုကူညီဗျသူ့မောင်စီကနေမြေးစားမြက်တော့ဝယ်ရအောင်ဟာစနီမိဘတွေပြောနေရလေကွာဩအဲ့ကောင်အလကားပေးရင်လည်းမယူဘူးဆိုတော့မြေးစားမြက်နှုတ်ခိုင်းမယ်လေဗျာ ဒီကောင်ကလည်းမြို့လည်းမရောက်ဘူးဆိုတော့ကျုပ်တို့ပြောရင်လည်းယုံပါပဲဗျ။အော်မင်းကြမှာပဲကွာ။ငွေပေးခြင်းလို့လိန်ရတော့မယ်ပေါ့ပေါက်နေပြီ။အေးဗျာ။ကဲမင်းကြံလေးလည်းပြောစမ်းပါ။အဒီလိုဗျာ။ဒီကောင်စီကမြေစာမြက်ကိုဝဲမယ်လေ။အေးကောင်စနေ။သူ့မောင်အဲ့လောက်မတုံးဘူးကွာ။မြေစာမြက်နဲ့တော့အဆင်မပြေတော့ဘူးနော်။အဲ့တော့ဆိုဘယ်လိုလုပ်ရမလဲ။အဒီကောင်ထူးထူးဆန်းဆန်းအပင်ရှာခိုင်းမယ်ကွာ။ ကမုန်းလိုအပင်မျိုးပေါ့ဟိုဘယ်နားမှာပေါက်တက်တယ်ဆိုတာအဲ့ဒီကောင်သိဟာအဲ့ဒါဆိုလဲချဗျာအဒီတခါတော့ဘိုးကောင်ကိုအကူကြီးတောင်းအောင်ဘိုးကလည်းကြုတ်ကြံကိုသဘောတမ်းပေါက်တယ်လေအဲ့ဒါနဲ့ခေါင်းချင်းပြပြီးတော့အေးကွာအဲ့ဒါဆိုရင်ငါတယောက်ထဲပဲအရင်သွားပြောမယ်အမင်းတို့နှစ်ယောက်နဲ့ဆိုရင်အဆင်မပြေတော့ဘူးကွာအေးဗျာအဲ့ဒါကိုလည်းဘိုးကကြည့်ပြီးတော့လှုပ်လိုက်ဘိုးကတကယ်ပဲအထက်လန်းစရာဆေးစရာရုပ်ဗျာဩဟာ မင်းမပြောပဲလဲငါသိပါတယ်ကွာ။အိုးကျုပ်တို့ဘိုးကဆိုတာလဲနင်းနေမှလဲမြောက်လို့မရဘူး။ဒီလိုနဲ့ပဲကျုပ်တို့အကြံစီတိုင်းပဲဘိုးကကိုလဲသူ့မောင်တို့အိမ်ကိုလဲတယောက်ထဲလွတ်လိုက်တာပေါ့ဗျာ။အဲလွတ်လိုက်ပြီးတော့သိမ့်မကြပါဘူးဘိုးကပြန်ရောက်လာ။ဟာဟဲ့ကောင်လေးအဆင်ပြေတယ်ကွာ။ဒီကောင်လိုချင်တဲ့မျိုးစားကိုမေးတယ်။ငါလဲစိတ်ထဲရှိတဲ့အတိုင်းပြောချလိုက်တာပေါ့ဒီကောင်လဲယုံသွားတယ်ဟေ့။ အဲနောက်နေ့ငါအပင်နေသွားယူလိုက်မယ်ကွာတခါတည်းပေးလိုက်လို့လေအဆင်မပြေတော့ဘူးနှစ်ခါသုံးခါလောက်သွားခိုင်းပြီးမှပေးရမယ်ထင်တယ်အေးပါဗျာဘိုးကအဆင်ပြေသလိုသာလုပ်ပါကျုပ်ကလည်းဘိုးကကိုကျုပ်ဆုထားတဲ့ငွေတွေပေးလိုက်တာပေါ့ဩသူ့မောင်ငွေထောက်ပံ့တာလည်းမလဲပါလားလို့လည်းတွေးနေမိတာပေါ့ဗျာအသူ့မောင်လည်းတစ်ဖက်လက်နဲ့ငွေထောက်ပံ့တာလည်းအဆင်ပြေသွားတယ်ဗျအဲ့ဒီလိုနဲ့တနေ့မှတော့ကျုပ်တို့တွေအိမ်အောက်မှာရည်နေချမ်းတောက်ပြီးစကားပြောနေကြတာပေါ့ သူ့မောင်တယောက်ကလည်းစားစိမ်းမင်းမင်းနဲ့ရောက်လာတယ်။ကျုပ်တို့ကလည်းသူ့ကိုတန်းရမှထိုင်ခိုင်းတာပေါ့။အသူ့မောင်ထိုင်ကွာ။စောစည်းပါလားပေါ့။ကောင်းကျင်မောင်ဆောင်။အမစားတော့ဦး ਈ ။ဦးဝင်းထူးကိုအကူညီတောင်းချင်လို့ဗျ။ဟောဤပြော့လေကွာ။ဦးသာဦးကလည်းစကားပြောပြီးတော့မှသူ့မောင်ကလည်းကိုဝင်းထူးကိုကြည့်ပြီးတော့လည်းပြောတာပေါ့။ဟိုဦးဝင်းထူးတို့မြို့သွားရင်တခုလောက်မှားချင်လို့ဗျ။ဟောအေးဘာမှမလို့တော့ကွာ။ရေတံမှုတခုလောက်ဝယ်ခဲ့ပေးပါလား။ ဟေးရေတန်ဘူးဆိုတာဘာကိုပြောတာလဲဩဘူးပြော့လေဗျာအဖြူရောင်ဘူးလေအထဲမှာရေချိုးပါတယ်လေဖွင့်လိုက်ရင်ဘလောက်ဘလောက်နေဩရေတန်ဘူးပါကွာဩဟုတ်မယ်ဟုတ်မယ်အကျုပ်ကရေတန်ဘူးမှတ်နေတာဗျအဲ့ဒါဝယ်ခဲ့စမ်းပါဗျာဟိုသူများတွေပြောတာတော့အဲ့ဒီရေတန်ဘူးတော့ရင်ပြန်ကျမ်းပါလေတဲ့အဖေကိုတက်အောင်လုပ်ပါဟိုအေးဝေကေမလီကောဒီမှာပောက်ဆန်ဗျာ ဟိုဒါနဲ့လောက်လားမသိဘူး။ဟေးကောအဲ့လောက်လည်းမပေးရပါဘူးကွာငါဝယ်ခဲ့ပါမယ်။ဟိုအဲ့ဆိုလေကျုပ်ပြန်ဝယ်ဗျာ။သူ့မောင်လည်းကျုပ်တို့ကိုနှုတ်ဆက်ပြီးတော့လည်းပြန်ထွက်သွားတာပေါ့။ကိုဝင်းထူးကလည်းကထိန်အတွက်သင်္ကန်းနဲ့တခြားလူဝတ်တာတွေမြို့တက်ဝယ်မယ်ဆိုတာသိတော့လေ။ရေတံမှုလာမှလာလေ။တခြားသူတွေပြောတာကိုလည်းသူကြားဘူးပါလိမ့်မယ်။ရေတံမှုတော့ရင်ကျမ်းမာတယ်ဆိုတာလေ။အဲ့ဒါကိုကြားပြီးတော့လာမှလာဖြစ်ရမယ်။ သူ့စိတ်ထဲမှာလည်းရေတံမှုတွေကရေကိုတောက်ရင်သူ့အဖေပြန်ကျမ်းမာလာမယ်လို့ထင်ထားတဲ့ပုံပဲဗျအဲ့ဒီလိုပါပဲလေသူ့ရဲ့အတွင်းမြင့်လေးနဲ့သူ့အဖေကိုပြန်ပြီးတော့ကျမ်းမာလာစေခြင်းလားဩကျုပ်ရှင်လေသူ့မောင်ငွေထောက်ပံ့ရတာအတော်ကိုအကျိုးရှိပါလားလို့တွေးမိတာပေါ့အဒီလိုနဲ့ပဲကျုပ်ကလည်းကိုဝင်းထူးနဲ့တူတူမျိုးကိုတက်ကထိန်သင်ငန်းနဲ့အလူအတွက်လည်းလိုအပ်တာတွေဝယ်ဖို့လိုက်သွားတာပေါ့ဗျာ အဲကျုပ်မျိုးဝါနေပြန်ရောက်ချင်းဝေလာတဲ့ရေတံဘူး၃ဘူးကိုလည်းယူပြီးတော့လေသူ့မောင်အင်ကိုသွားပေးလိုက်တာပေါ့သူ့မောင်တော့ထုံးစံတိုင်းသူ့အမေကိုထမင်းခူးကျွေးနေတာသူ့အမေကတော့ကျုပ်လက်ထက်ကရေဘူးဝင်မြင်တော့သူ့သားကိုလည်းပြောတာပေါ့သူ့မငါဟိုကောင်လက်ထက်ကဟာလေလိုချင်နေအာမရဘူးအမေအဲ့တော့အဖေကိုတိုက်ဖို့အာမရဘူးခုတိုက်ခုတိုက်အာနည်းနည်းလေးပဲနော်ကျုပ်ကလည်းရေဘူးတွေကိုသပွဲကုန်မောင်တင်ပေးလိုက်တာပေါ့ပြီးတော့လည်းသူ့မောင်ကိုပြောလိုက်တယ် အတူမကြီးကိုမင်းထုလာဖို့ခိုင်းလိုက်တာဟာရေတံဘူးဟာသုံးဘူးတောင်ကြကျုံမှာငွေအလောက်မရှိဘူးဒုက္ခပါပဲဟဲ့ကောင်တူမမင်းဒီရေဘူးရဲ့ဈေးကိုတိလို့လားအာဈေးကြီးမှာပေါ့ဗျာတေချာလောက်ထားတာဟာကွာမင်းရတော့လေကျုပ်ကလည်းရေတံဘူးသုံးဘူးစာကိုလည်းတဘူးဈေးပဲပြောလိုက်တာပေါ့အဲ့ဒီတော့ तू ကလည်းအံ့ဩသွားတယ်ဟောဟုတ်လို့လားဗျာ အရှိပန်းမောင်ဘူးတို့အဖေနေမကောင်းတော့ဝဲရတော့ဇီးကမနေဘူးဆိုပဲဗျ။ဟိုအဲ့ဒါကြွားနေတာနေမှာပေါ့ကွာရေပဲလေကွာဈေးကြီးပါမလား။အာရေဆိုပေမဲ့ဒါကရေကျိုးလေဗျာ။အေးကောင်ရေရချိုးတယ်လို့မင်းတို့ဘယ်သူကပြောလဲ။အခမရလေဗျာကျုပ်တို့ရွာရေကငန်းနေလေ။ဟောအေးအဲ့ဒါတော့ဟုတ်တယ်ကွာ။အော်ခဏလေးဗျာ။ဟိုကျုပ်တပူးကိုဖျားလှူလိုက်အောင်မယ်။အပြီးမှပဲပြန်ဆော့တော့ အေးပါကွာအေးပါအေးပါသူ့မောင်လည်းအလုံးများနေတယ်ဗျရေဘူးတွေကိုလည်းဖျားစင်တင်ပြီးတော့လည်းတဘူးကိုဖောက်ပြီးတော့လည်းသူ့အဖေနဲ့အမေကိုတိုက်တယ်အဲသူကလည်းတောက်ချင်နေတဲ့ပုံပဲအဲ့ဒါနဲ့ကျုပ်ကလည်းမနေသာတော့ပဲရေတောက်ကြည့်ဖို့လည်းတိုက်တွန်းရတာပေါ့အသူမမင်းတောက်ချင်နေဆိုရင်လည်းတောက်လိုက်ပါကွာအာတောက်လို့ဖြစ်ပါမလားဗျဒီရေကနေမကောင်းတဲ့သူတွေအတွက်ပဲဩမင်းတောက်ဘူးလို့လားကွာမတော်ဘူးပါဘူးအဲ့ဒါဆိုမြည်ကြည့်ပေါ့ကွာ သူ့မောင်လည်းဘူရိယရေကိုနည်းနည်းလေးပဲထည့်ပြီးတော့တောက်ကြည့်တာပေါ့ပြီးတော့ဗာပြောနေမှလည်းရေလေးကချိုးနေတာပဲတဲ့ဗျအဲ့ဒါကြောင့်လဲဈေးကြီးတာ ਉਹ တဲ့လေကြောက်ပြင်းလဲဗာပြန်ပြောရမှတော့မသိတော့ဘူးတနေ့နေ့တစ်ချင်းချင်းဒီရွာလေးတွေလည်းတိုးတက်လာပါစေလို့ပဲကြုတ်ဆူတောင်းနေမိအတောင်ဆန်းရွာရဲ့ဘုံကရင်အလူနေ့ကိုလည်းရောက်လာခဲ့ပြီဗျဘုံကရင်မှာတော့အတန်ကျက်ဆက်ပါငှားတာလေအတန်ကျက်ဆက်ဆရာကလည်းမျက်နှာထောက်ကိုတင်းနေတာပဲ ကျုပ်ထင်ပါတယ်ဒီယွာနီချုပ်ဆက်မှာလည်းဒီဆက်တစ်ခုတည်းရှိတဲ့ပုံပဲသူ့ဆက်လေးကိုထိခိုက်မှာဆိုလို့လေယွာကာလာသားတွေလဲနေပစ္စည်းတဲ့တုန်းကဆိုရင်ဆက်စီအားလည်းသူ့ရဲ့ကက်ဆက်လေးနဲ့ဆက်လုံးလေးကိုလည်းရင်ဝင်နဲ့ထည့်ထားတာဗျလိုယူပြီးတော့အော်အော်ကြလို့လေသူ့ခမရလည်းငေါ့ငေါ့နေရတာအမောပဲအဟေးကောမင်းတို့ကငါအော်လိုလေခွေးပြီးတော့အော်နေကြရလားကွာငါအော်လိုကြီးအတန်ကြီးပြက်ကုန်တော့မှာပဲအော်ဆက်စီအား ဘာမှမသိတဲ့ရွာသားတွေကိုပြောလိုက်ပုံများသူ့ဟွန်းကြီးကိုပါဇက်နဲ့တိပြီးអော်နေလို့ဟွန်းတန်ပြက်မတယ်လားဒါ ਉਹ လည်းတောင်ဆန်းရွာကလာသားကြီးရဲ့ယုံနေပြုကျုပ်ပြင်လည်းတောင်ဆန်းရွာသားတွေကိုရိုးချက်ကိုလည်းလက်လံနေအဒီလိုနေပဲကထိန်အလူဝင်မှာဝိုင်းဝန်းပြီးတော့ချက်ပြုတ်ကြတာပေါ့အေးပြောအောင်မေးဗျကထိန်ဆိုရင်တခြားရွာတွေကိုပါဖိတ်တာဆိုတော့လေထိုင်ငုံကလည်းလိုသပြုအဒီလိုလည်းသူတို့တွေလည်းခုံတွေကိုဘယ်လိုလုပ်ကြတယ်ထင်လဲ တခြားရွာစာတင်ကျောင်းတွေကစာတင်ကုန်တွေကိုလည်းလှင်းနဲ့တိုက်ထမင်းကျွေးကိုလုပ်တယ်။ကထင်းကလည်းသိပ်ပြီးတော့ထူးထူးထူးတွေလှုပ်စရာဘာမှတော့မရှိပါဘူး။ထမင်းနဲ့ဟင်းမဲ့အနိုင်ချက်ရတာ။ဘာပရိသာမြင်မှလည်းမပါသလိုတခြားကတာခုံတာလည်းမပါတွေ့ရဘူး။ထမင်းမဲ့ကျွေးတာဗျ။ကထင်းမှာတော့ဓပုံစရာတွေလှုပ်ဖြစ်တယ်ဗျ။အပြူလူပြူတွေကလည်းသူတို့ဝယ်ထားကြတဲ့ဝယ်စားတဲ့ကလေးတွေနဲ့ဓပုံရိုက်ကြတယ်။ကျုပ်ကလည်းသူ့မောင်ရဲ့ကိုဝင်းထူးပြီးရင်ဘိုးကတော့နဲ့ဓပုံတပုံရိုက်လိုက်တာပေါ့။ အဲကထင်ရအတန်ကျက်ဆက်ဆရာရဲ့တကြီးကြီးတီးအီးနဲ့အော်နေနေနဲ့ရောဦးဘုံကြီးကြောင့်ဆရာတော်ဘုရားတရားဟောပြီးတော့တော့လဲအောင်းမာစီသချင်းနဲ့လဲကထင်ကိုလဲအောင်းအောင်မြင်မြင်အဆုံးသက်လိုက်တာပေါ့ကျိုးတို့တော့မကြခင်ပြန်ကြရတော့မှလေကိုဝင်းထူးတို့ရွာကိုရောက်ပြီးတော့လဲကျုပ်တခုတွေးလိုက်မိတယ်ဗျ။ဩဖွင့်ပြိုးတိုးတက်မှုကလဲမညီမျှပါလားလို့ပေါ့ကျိုးတို့လည်းကထင်ပြီးတော့လဲပြန်ကြတော့မယ်ပေါ့ဗျာလမ်းကြုံကလဲရှိတာ哦ဒီနယ်သားမျိုးเจ้าမှာเจ้าနိုင်ဖုန်းကြီးကလဲ ရင်းနှီးထီးတဲ့လမ်းကြုံနဲ့ဆိုတော့လေသူ့ကားနဲ့လည်းလိုက်သွားလို့မပြန်ခင်မှာကိုဝင်းထုအဖေကလည်းကျုံနဲ့ဘိုးကတို့တို့တို့မှားတယ်အမောင်စင်းနဲ့ဥကလို့တပေါင်းလာကြရင်လေလာခဲ့ကြအောင်တော့ကျုပ်စုဆောင်ထားတာလေးနဲ့ရှင်ပြုတ်အလူလုံမလို့ဝင်းထုမင်းလည်းသူတို့အသေးကြခေါ်ခဲ့နော်အာစိတ်ချပါဗျာအာမပါလို့ကတော့မင်းနဲ့ငါနဲ့တွေ့ပြီသာမှန်နော် ပြောင်းနေယူသွားလိုက်အောင် အာမယူတော့ဘူးပါသူများကအကြုံလိုက်စီရမှာအားနာလို့ကျုပ်တို့တွေကလည်းပြန်မလို့ပြင်ဆင်နေတုန်းပါပဲသူ့မောင်နဲ့သူ့အပေါင်းအသင်းတွေကလည်းကျုပ်တို့စီပြေးလာတာပေါ့လက်ထဲမှာလည်းကမုန်းမင်တပင်ကိုကင်ထားသေးတယ်သူကလည်းဘိုးကောကိုအဲ့ဒီကမုန်းမင်ပေးပြီးတော့ပြောတာပေါ့အဖိုင်းဒီဟာကျုပ်လက်ဆောင်ပေးတာဗျအော်ဘယ်တော့ကြလဲကွာဟိုးလက်ဆောင်ပေးတာပါဆိုဗျာဟိုကျုပ်တို့သွားတော့မယ်ဗျာဘာကြီးတာဦးအလူမှာကျုပ်တို့ကိုရင်ခွင့်မှာဗျာလာခဲ့ကြအောင် ။အော်အေးကျုပ်စိတ်ချမ်းသာတယ်ဗျာ။စကားအပြောဆိုမတက်ပေမဲ့စိတ်ထားကောင်းတဲ့ကလေးတွေမို့လို့ကျုပ်သိသဘောကြတယ်။ဒီကောင်လေးကိုရင်ဝင်းတော့လေတကယ်မလွယ်ဘူးလို့တွေးရင်းနဲ့ဖုံးရင်းနဲ့ကြွလာပြီမို့လို့ကျုပ်တို့ကလည်းအပြန်ခီးကိုလည်းစတင်လိုက်ကြတာပေါ့ဗျာ။ကျွန်တော်ခြံနေရနေအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့ဘုံရင်ကျောင်းသားစနေနေ့ကိုဝင်းထူးတို့ရွာဆိုတဲ့ဇလန်းလေးရဲ့ဇာသိမ်းပိုင်းလေးပဲဖြစ်ပါတယ် နောက်ထပ်နောက်ထပ်လည်းဘလို့စိတ်လျှောက်ပဲကောင်းတဲ့ဇလန်းတွေကိုထုံးလင်းတင်ဆက်ပေးမယ်ဆိုတော့စောင့်မျှော်ကန်စားနားဆင်အားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ